ဥလင်မဲတားတဲ့အလောင်ကြီးရွာတွင်နေထိုင်ပြီးဝမ်းစာအတွက်မိလခမြပတ်တွင်ရွှေဖောင်လုပ်ပြီးမိသားစုကိုလုတ်ကန်ရှာဖွေကြွမွေးနေတော့အိမ်ထောင်ဦးစင်ပတ်ခင်တူဖြစ်ပါတယ်၁၈ရက်၉လ၂၀၂၃ခုနှစ်ညနေပိုင်း၈နာရီခန့်တွင်ဦးလေးမေသားကဆက်လီသွားကြည့်မယ်ဆိုပြီးရိုင်ဖယ်လေးတစ်နက်လွှဲပြီးအိမ်ပေါဝါမှထွက်လာချင်းစစ်ကောင်စီစစ်ကြောင်းကိုတွေ့လို့ အိမ်အောက်မှာမီးပိတ်ပြီးပုန်းနေခြင်းစစ်သားများတွေ့သွားလို့တနတ်တွေဖြစ်ပြီးအိမ်ထဲဝင်လာကပုန်းနေတော့ဦးလယ်မဲသားကိုလက်နက်ကန်အဖွဲထင်ပြီးလက်ပြန်ကျိုးတုပ်နှိစက်ကအိမ်တွင်းမှာပဲအရှင်လက်လက်မီးရှို့တက်ပြတ်ခဲ့ပါတယ်ဦးလယ်မဲသားဤမိမသည်သူ့အမျိုးသားကို မီးရှို့တက်ပြက်နေတာကိုတွေ့ပြီးအဲ့နေရာမှာပဲငူလဲသွားခဲ့ပါတယ်ထို့နောက်အမေဖြစ်သူမှလည်းသူ့သားကိုမီးမရှို့ဖို့တောင်းပန်ပြောဆိုခဲ့တော့လဲအထက်အမေရရှို့တာဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်၎င်းစစ်ကောင်စီစစ်ကြောင်းထဲတွင်လီစုလူမျိုးများလည်းပါပြီးဒုံကံဘတ်တို့တွားဖက်စစ်ကြောင်းဖြစ်ပြီးဒုံကံမရောက်ခင်အလမ်ကျူရာတို့ဝင်ရောက်လာခဲ့တော့စစ်ကြောင်းဖြစ်ပါတယ်၎င်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ။ဒွာလူကြီးနဲ့အထက်တို့လျှောက်ထားတာရှိပေမဲ့စစ်ကောင်စီဘက်မှလာတွေ့ပြီးတောင်းမနာမျိုးလုံးဝမရှိခဲ့ကြောင်း The Chen State Human Rights Network ရဲ့လူအခွင့်အရေးမတန်းတွင် ဖော်ပြထားပါတယ်။စစ်ကောင်စီ၏ပြည်သူများအပေါ်လူမဆန်စွာတပ်ဖြတ်မှုရည်ရွယ်ချက်ရှိရှိတပ်ဖြတ်မှုလူနေအိမ်များတွင်ခွင့်ပြုချက်မရှိဘဲဝင်ရောက်ရှာဖွေခြင်းတို့သည်လူသားချင်းဆိုင်ရာစာနာထောက်ထားမှုဆိုင်ရာဥပဒေများကိုရည်ရွယ်ချက်ရှိရှိ chú học nì bà hê